ကဲမင်္ဂလာပါမျိုးတို့ကြီးကျွန်တော်လည်းဟိုဟာရက်မှန်မှန်မတင်နိုင်ဘူးပေါ့ဗျာနော်ကဲအဲ့တော့ကျွန်တော်ဒီကနေ့တင်နိုင်တယ်ဆိုကျွန်တော်လည်းနည်းနည်းလေးကောင်းနည်းနည်းလေးထလုပ်ပေးတာပဲဗျာနော်အခုကြိုရင်ကျွန်တော်တင်းနေလာတနေ့ပဲကျွန်တော်တင်နိုင်နေနော်ဒါပေမဲ့ဒီ Viper မှာတော့ကျွန်တော်တို့ဟို ိုက်ပါကြတော့လွယ်တယ်ဗျဗိုက်ပါကြတော့သူကဂရုလေးလှုပ်ထားတဲ့အတွက်တရဟိုကတ်ကလေးနဲ့လှုပ်ပြီးတော့ကျွန်တော်ချက်ချင်းဘုံးဆိုပို့လိုက်ကောကျွန်တော်မကောင်းတဲ့တရရောက်ကိုဗိုက်ပါကနေပေးလိုက်ဆိုရင်ရပါဘောနော်ဗိုက်ပါကတော့တော်တော်များများအောင်ကုန်ကြပြီအဲအင်္ဂါမကျော်ပတ်ကြီးလည်းအောင်ပြီနော်ဟိုကမွေးပရိတ်တွေလည်းအောင်ပြီတပတ်စာပတ်ကြီးမပြောက်ပတ်ကြီးအဲ့ဒါလည်းအကုန်အောင်ကုန်ပြီဗောနော်အဲနောက်တစ်ခုကျွန်တော်တို့ဒီပတ်ကြီးတွေကလည်းဟိုရိုးရိုးဇာတို့ပတ်ကြီးတို့နော်ဟိုက နေ့စဉ်ပတ်သီးတော့အဲ့ဒါလေးတွေအောင်ကုန်ကြရပါတော့ကဲအဲ့တော့ဒီကနေ့ထိတ်ရှိရလဲအောင်တယ်ဗျမနေ့ကထိတ်ရှိရတော့မနေ့ကထိတ်ရှိရကီးပဲနော်ကီးဖြစ်သွားတယ်အဲအဲ့တော့ကျွန်တော်ဒီကနေ့တွက်မယ်ဗျနော်20လေးပဲကျွန်တော်တင်လိုက်မယ်နော်ကျွန်တော်တိတ်တော့အများကြီးတော့ပြောလို့မကောင်းသေးလို့နော်မပြောသေးပါဘူးဟိုစကားပြောလို့မကောင်းဖြစ်နေဗျကျအရောကျွန်တော်20လေးပဲစမယ်အဲ့တော့ဘယ်ရစမယ်ဆိုတော့၄နှစ်၄၆ခါကစမယ်ဒီ20လေးကတော့ကျွန်တော်တို့အောင်မြင်လာတာတော့ကြာပြီသို့တော်ညာလည်းပြီးခဲ့တဲ့တပင်ကျော်က ပြတ်ထားတယ်เนาะဒါပေမဲ့အဲတော့နောက်တစ်ခါ3 5 3 88 93 88 93เนาะဒီလိုမျိုးကျွန်တော်တို့ထွက်တရားရပါတယ်အဲ့ဒါကိုကျွန်တော်တို့ပြပြပါမယ်เนาะဒီ20လေးကအများနဲ့မှန်လာခဲ့20လေးဆိုပေမဲ့လည်းပြီးခဲ့တဲ့တစ်ပတ်ကျော်ကကျွန်တော်တို့ပြတ်ထားတာရှိရနော်ဒါပေမဲ့ဆက်မှန်တယ်ပြန်မှန်လာတဲ့အတွက်ကျွန်တော်ပြန်သုံးတယ်ကျွန်တော်20လေးကတော့အကြာကြီးတော့မပြတ်ဘူးဗျာเนาะ အဲ့တော့ကျွန်တော်တို့ဒီနှစ်ကဲဒီခွန်ရပေါင်းတော့6ဒီ3နဲ့ပေါင်းတော့နှစ်ပါတဲ့နော်နှစ်နှစ်ရဲ့နှစ်ခက်က4 4ရဲ့ပါဝါ6နှစ်၄ကိုကျော်ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့တစ်တစ်တစ်တည်းမအောင်ပါအောင်ဗျ6 6တဲ့အဲ့မှာ6 6မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့အနာ6 6မှာ6တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြန်တွက်ပါမယ်9 9 ငါငါခွန်ကိုငါတုံးတုံးငါတုံးတုံးငါကို3ညာ6ငါကို3ညာ6ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ဒီ9ရယ်ဒီတက်ကဲပေါင်းတော့6ဒီ6နဲ့ပေါင်းတော့2ပါတဲ့နေနှစ်ရက်နှစ်ခက်က၄၄ရက်ပါပါကို2 4 9ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့9 6တဲ့9 6မှာကိုတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်

3နဲ့6နဲ့ပေါင်းတော့9ပါတဲ့9 9ရဲ့နှက်ခက်က6 6ရဲ့ပါဝါတ6 6 1ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့1 1တဲ့1 1တဲ့1 1မှာ1လုံးထိပြီးအောင်ခဲ့ပါတယ်1 6 1 6တဲ့1 6မှာ1ကော6ကောထိပြီးတော့အခွေအနေနဲ့အောင်ပြီးညာမနဲ့ကောအောင်ခဲ့ပါတယ်ဗျနာရက996တဲ့99 96 96ရှိရှိ99ရှိရှိ ကိုကို6248 6248ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်9ရက်9ရက်ပေါင်းတော့8 8နဲ့8နဲ့ပေါင်းတော့6 6ရက်နှစ်ခတ်က9 9ရက်ပါဝါ4 6 9 4ဆိုတော့ကီတကီတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ဒီအပြင်မှာမထွက်ဖဲနဲ့ပြက်ခဲ့ပါတယ်နော်အခုဆိုရင်ဒီကောင်လေးကနည်းနည်းလို့အပြက်စိတ်တယ်လို့ပြောရမှာဗျာလင်းကားပင်ဟို ပထမဒီပင်နဲ့နောက်၄၅ပင်မှာတစ်ခါထပ်ပြက်သွားပြီးတော့ပြန်မှန်တာပေါ့နော်အဲ့တော့ခွန်ရှိတဲ့မထွက်ပါဘူး၃၅တဲ့မထွက်ပါဘူးဗျာနော်မထွက်ဘဲနဲ့အဲ့ဒီပင်မှာကျွန်တော်ပြက်ခဲ့ပါတယ်ပြက်ပြီးရဆိုသူကစက်တိုက်ပြန်မှန်လာခဲ့ပါတယ်စက်တိုက်ပြန်မှန်လာပြီးတော့ပြန်ပြက်တယ်ဗျာနော်အဲ့လို၆၅နှစ်ချောက်နှစ်ချောက်တဲ့33 33 33 33 34 36 36 ၄6ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွဲမယ်ဆိုရင်9နဲ့1နဲ့ပေါင်းတော့6 6နဲ့6နဲ့ပေါင်းတော့နှစ်ပါတယ်နှစ်ရက်နှစ်ခက်က4ရက်ပါပါကို2 4 9ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့3ည9တဲ့3ည9မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်ဗျနရက66တဲ့66မှာတော့ကျွန်တော်တို့မအောင်ပါဘူးเนาะကဲနောက်တစ်ပြန်တွေ့ပါမယ် တုံညာနှင်းငါးကိုနှစ်ချောက်သုံးငါနှစ်ချောက်သုံးငါခွန်ခွန်လေးခွန်ခွန်ခွန်လေးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်နှစ်ကဲသုံးရပေါင်းတော့ငါးငါးနဲ့ခွန်နဲ့ပေါင်းတော့နှစ်ပါတဲ့နှစ်နှစ်နှစ်ရဲ့နှစ်ခက်ကလေးလေးရဲ့ပါပါကိုနှစ်လေးကိုပါပဲတဲ့အဲ့မှာနှစ်လေးကိုမှဘာထွက်သွားသလဲဆိုရခါကျတော့ကိုးငါးတဲ့ကိုးငါးမှာကိုးတလုံးထိပ်ပြီးတော့အောင်ခဲ့ပါတယ် သုံးနှစ်တဲ့သုံးနှစ်မှလည်းကျွန်တော်နှစ်တလုံးထိပြီးညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့အဲ့လိုအောင်ခဲ့ပြီးတော့ကျွန်တော်တို့အဲဟုတ်တယ်နှစ်ဒီမှာနှစ်ပင်ကြားမှာကျွန်တော်ဒီချိန်ပြတ်သွားတယ်ပြောနော်ထပ်ပြီးတော့အဲ3ည3 6တိ9 8 4 8 9 8 4 4 2 6 8 4 2 6 8ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်3ရဲ့၄ရဲ့ပေါင်းတော့9 9ရဲ့8ရဲ့ပေါင်းတော့9 ငါငါရဲ့နှစ်ခက်က3 3ရဲ့ပါဝါရှိ938ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ထွက်မသွားပါဘူးဗျအဲ့မှာပါထွက်လဲဆိုတော့26တဲ့မအောင်ပါဘူး3ည4တဲ့မအောင်ပါဘူးဗျနော်အဲ့ဒါဟိုတုန်းကပုံစံမျိုးဆိုရင်တော့ကျွန်တော်တို့အောင်တာပေါ့နော်ဒီကတော့ကျွန်တော်တို့မအောင်ပါဘူးဟိုတုန်းကဆိုကျွန်တော်4လုံး4လုံးယူတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပြင်မှာပြက်ခဲ့ပါတယ်အဲ့ဒီလိုတော့ပြက်ထတာလေးရှိတယ် အမျိုးတော်အနေနဲ့ကြိုက်ရှင်ယူမကြိုက်ရှင်လည်းမယူနဲ့ကျွန်တော်ကတော့ကျွန်တော်နီးကိုကျွန်တော်ယုံကြည်ရဲ့အတွက်ဆက်တွေ့မှာနော်နောက်မှဇက်တိုက်ဇက်တိုက်ဒီအားကြီးအားကြီးပြက်လာရင်တော့ဒီနီးကိုကျွန်တော်ကယ်ဆယ်လို့ရမှာပါဗျာတဲ့အခုလည်းတော်တော်တော့ဒီဒီချိန်နှစ်ချိန်နဲ့ပြက်ခဲ့ဘူးတဲ့နှစ်နဲ့ချီပြီးရှေ့ရှေ့ကြလာတဲ့အတွက်နီးဖြစ်တဲ့အတွက်ကျွန်တော်လည်းလုံးဝမစွန့်လွတ်နိုင်သေးပဲယုံကြည်စွာနဲ့ပဲဆက်ကစားမယ်ပေါ့ဗျာနော်အဲ့တော့နှစ်တုံညခွန်တုံနှစ်တုံညခွန်တုံ6162 6162 ကိုနှစ်တစ်ခွန်ကိုနှစ်တစ်ခွန်ဆိုပြီးကျွန်တော်ဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျ။အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်၃ညရဲ့6ရဲ့ပေါင်းတော့6 9ပေါင်းတော့3ပါတဲ့။၃တော့ရဲ့နှစ်ခါက9 9ရဲ့ပါပါ3ည3 9 3ညဆိုတဲ့ကီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့။အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6 8 ကိုရှင်မှာကျွန်တော်တို့မအောင်ပါဘူး13နဲ့13မှာတော့ကျွန်တော်တုံးတုံးထိပြီးအောင်ခဲ့ပါတယ်ဗျအဲအဲ့တော့ကျွန်တော်တို့အဲ့လိုပြန်မှန်လာတဲ့နီးမလို့ကျွန်တော်ဆက်ပြီးအသုံးပြုမယ်မျိုးတို့ကြိုက်ချင်တော့ယူပေါ့နော်အဲ့မှာ23 63 63 3936 3968တော့ကျွန်တော်ဒီမှာပြောကြရရှိသေးတယ်เนาะမနေ့မနေ့ကဆိုရင်ကျွန်တော်မတင်နိုင်ပေမဲ့ကျွန်တော်တို့ ကျွန်တော်20တို့အမြဲတမ်းမှတ်ထားတဲ့လူဆိုရင်တော့မင်းကဒီမှာနှစ်ခွန်တပြားကအောင်နိုင်နေပေါ့နော်ဘာလို့လဲဆို6336ဆို break to break ညနေပိုင်းအစင်းသွားရင်နှစ်ခွန်တပြားဆိုတာနော်အမှနှစ်ခွန်ဟုတ်လား3ခွန်ဆိုပြီးရိုက်ထားတယ်နော်အဲအမျိုးလေးမှတ်ထားပါနော်ကျွန်တော်လည်းအမြဲတမ်းပုံမှန်မတင်နိုင်ဘူးကြနော်ညမကြီးအချိန်ဒီလေးကြောင့်ပါဟုတ်လားအဲ့တော့ဒီ3ရဲ့ဒီ3ရဲ့ပေါင်းတော့6 6နဲ့8နဲ့ပေါင်းတော့4ပါတဲ့4ရဲ့နှစ်ခက်က2 2ရဲ့ပါဝါခွန်4နှစ်ခွန်ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကောင်းပြီကျွန်တော်တို့အဲ့တော့ထိတ်စည်းလေးတွေနဲ့ကတ်ပြီးတော့စဉ်းစားလိုက်ရအောင် ထည့်ကြီးလေးတွေကကျွန်တော်ဒီကနေ့ထည့်ကြီးဆိုရင်เนาะမှန်နေဗျเนาะဟိုဒါဟိုဘိုက်ပါလူတွေတည်ရဗျเนาะဘိုက်ပါလူတွေတည်ရဆိုတော့ကျွန်တော်ဒီကနေ့ထည့်ကြီးက9တုံညာ3ပေးထားတယ်เนาะ3ညာခွန်ဆိုပြီးတော့ကျွန်တော်3ညာခွန်ဆိုပြီးတော့အောင်ခဲ့တယ်ဗောเนาะကဲဒီကနေ့ကီးထိတ်ကတော့ဒီကနေ့ကီးထိတ်ကတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတဲ့အခါကျတော့ဒီကနေ့ကီးထိတ်ကတော့ သုံး၈ပါတဲ့နော်ကီးထိတ်က၅သုံး၈ကီးရိုးရိုးကကျွန်တော်တို့ကနလေးနှစ်ခွန်ဟုတ်လားလေးနှစ်ခွန်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မတူညီတာဖြစ်တဲ့အတွက်ဒါလေးတွေကိုကျွန်တော်ကတ်ကစားမယ်၅လေး၅နှစ်၅ခွန်၃လေး၃လေး၃နှစ်၃နှစ် တောင်းခွန်ရှင်လေးရှင်နှစ်ရှစ်ခွန်ဆိုပြီးတော့ဒီလိုမျိုးအဲဆုံးကြရေးရတာအဲ့ဒီရှစ်ခွန်ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးကဏန်းလေးတွေရပါတယ်เนาะအဲ့လိုရတဲ့အခါမှာကျွန်တော်တို့ကဟိုပရိတ်ကလေးတွေနဲ့ဟိုပရိတ်ကလေးနဲ့ထုတ်မယ်เนาะပရိတ်ကဒီကနေ့ပရိတ်ကဘာရတဲ့ဆိုတဲ့အခါကြတော့ဒီကနေ့ပရိတ်က 96တဲ့เนาะ96တဲ့96 3 9 1ပါတဲ့အဲ့မှာ96ဒီ main break ဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့96နဲ့ပတ်သက်တာလေးလိုက်ကြည့်ရအောင်96နဲ့ပတ်သက်တာလေးတွေဆိုရင်32ဆိုတဲ့32ဆိုတော့အတကွက်ရှိတယ် ောက်တခါ89ဆိုတဲ့ဟာတကွက်ရှိတယ်နော်အရန်အနေနဲ့ဆိုရင်82ဆိုတာရှိတယ်ဟိုဟာ39ဆိုတာရှိတယ်နော်ကျန်တာတော့ကျွန်တော်တို့အဲ့မှာကျွန်တော်တို့ဒီ၄ကွက်ပေါ့နော်ဒီ၄ကွက်မှာ83 32ဒီထွက်ပြီးသားအာ3663ဆိုပြီးထွက်ပြီးသားလည်းဖြစ်နေတော့ထွက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဒီ32ကတော့ကျွန်တော်တိတ်မကြိုက်ချင်ဘူးအဲ့တော့ကျွန်တော်တို့တကယ်ကို main break နဲ့အကြိုက်ဆုံးရွေးပါဆိုရင်တော့89ပဲကျွန်တော်တို့ရွေးရမှာဖြစ်တယ်เนาะ89ကပို့လဲလှတယ်ဘာဖြစ်လို့89ကိုပို့လှတယ်လို့ကျွန်တော်ပြောရတယ်ဆိုရင် 80ကတော့အကြဆုံးဖြစ်တယ်လို့ကျွန်တော်ဘာကြောင့်ပြောသလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီတန်းဒီတန်းမှာဆိုလုံးဝကျွန်တော်တို့မထွက်သေးဘူးအခုဆိုရင်ဗုဒ္ဓဦးနေထီရောက်သွားပြီတလုံးမှမထွက်သေးဘူးပေါ့နော်ဟုတ်တယ်နော်ခုန်း6.6မထွက်သေးဘူးမထွက်တဲ့အခါကျတော့ခုနကကျွန်တော်ပြောတဲ့80ခွန်ကဒီမှာ10ဒီမှာခွန်နော်80နဲ့ခွန်ဆိုတဲ့ဟာတော်တော်လေးကျွန်တော်ကြိုက်တယ်အမျိုးတို့လည်းအကြိုက်တူရင်ယူပါကျွန်တော်အဲ့တော့နောက်တစ်ခုဒီမှာကျွန်တော်လိုက်ကြည့်လိုက်တဲ့အခါမှာ 89ဆိုတဲ့ဟာကဒီမှာ main brake 9နဲ့လည်းကိုက်တယ်အဲ့တော့89ဆိုဒီရှာရှာပါပါလဲသူက brake နဲ့လည်းဒီကတ်တွေတဲမှာမတူဘဲနဲ့89ဆိုတာလည်းကျွန်တော်တို့သွားတွေ့ရတယ်နော်နောက်တစ်ခုကျွန်တော်တို့တခြားတော်နီတစ်ခုကျွန်တော်ရှိရအဲ့ဒါတော့ကျွန်တော်တို့ဟိုအချိုကျိုးကျိုးပြီးကျွန်တော်ဆန့်တွက်နေတာဗောနော်ဆန့်တွက်နေတာကျွန်တော်မတင်ပေးသေးဘူးမကြိုက်ဟိုပါလဲမတိကြသေးမှဆိုလို့သို့တော်ညာလည်းနှစ်ပတ်တော့ရှိပြီတေးကြနေတာတော့နော် ကျွန်တော်တော်တော်ကြီးတပတ်နှစ်ပတ်နဲ့တည်ကြလို့ကျွန်တော်တိတ်ပြီးသုံးတဲ့ကောင်မဟုတ်ဘူးเนาะအဲ့တော့အကြာကြီးအောင်မှကျွန်တော်သုံးတဲ့ကောင်ဖြစ်တယ်ဒါပေမဲ့စမ်းနေတဲ့အခါမှာကျတော့အချိန်ကြီးကောင်းတယ်အဲ့ဒါကတော့ဗားလဲဆိုတော့82ဝမ်းကျင်းပြီးမနေ့ဖငါကိုရှိနေပါတယ်เนาะအဲ့ပြက်ဖူးဆိုရင်82ဝမ်းကျင်းရတယ်ရှိနေတဲ့အတွက်ဒီကောင်ကကျွန်တော်ပို့ပြီးကြိုက်တယ်လို့ကျွန်တော်အနေနဲ့ပြောခြင်းပဲဖြစ်ပါတယ်เนาะမျိုးတို့အနေနဲ့လည်းကြိုက်ရှင်ယူပါเนาะမကြိုက်ရှင်မယူပါနဲ့အဲ့တော့ကျွန်တော်တို့ဒီကနေ့ကတော့ကျွန်တော်ရဲ့ ညံကျွမ်းချီစွာကိုကျွန်တော်ထုတ်ထားတဲ့နည်းတွေကတော့ဘာပဲเนาะမျိုးတို့ကြိုက်ချင်တယ်ယူပါမကြိုက်ချင်တယ်မယူပါနဲ့เนาะအဲ့မှာဒါမှမကိုပါဘူးဟိုထိတ်ကလေးတွေယူထိုးမယ်ဆိုရင်ထိတ်ကိုပဲယူထိုးကီးလေးယူထိုးမယ်ဆိုရင်ကီးလေးယူထိုးဘရိတ်ကလေးယူထိုးမယ်ဆိုရင်ဘရိတ်ကလေးယူထိုးအဓိကတော့ကျွန်တော်တို့ပောက်ဖို့အရေးကြီးပါတယ်ကဲเนาะကျွန်တော်အဲ့လိုဟိုတနေ့လာနေ့တနေ့ကတော့ကျွန်တော်တို့ပောက်ကနန်းလေးပေးနိုင်ခဲ့ပေမဲ့အင်္ဂါနေ့တနေ့ကကျွန်တော်ကြက်မိုက်ကြောင့်နားလိုက်တယ်အခုပေါ်တူနေ့တနေ့နားတယ်ဟမ်ဟာဒီနေ့ပေါ့ အဲအဲ့တော့ကျွန်တော်လည်းရက်တွေတွဲရင်းတွဲနေကြတဲ့ဘက်တွေလဲကုန်ကျွန်တော်နားတဲ့ရက်တွေပါရရုပ်ကုန်အဲ့တော့ကျွန်တော်ဒီကနေ့ကျွန်တော်20ရတော့ဒီလောက်ပဲဖြစ်ပါရဲ့ဗျာเนาะအားလုံးကြာသတင်းနေ့မှာเนาะဒီတကွက်သေးသောကနန်းလေးမို့လို့ဒါပဲဖြစ်ဖြစ်ပေါ့เนาะယုံဒီဖြစ်စီမယုံဒီဖြစ်စီကြိုက်ဒီဖြစ်စီမကြိုက်ဒီဖြစ်စီထဲတော့ထိုးကြဈေးချင်ပါလေเนาะကြံတာလေးတွေကတော့အပေါ်မှာတော့ကိုကိုသဘောကိုစိတ်ကြိုက်ပေါ့เนาะကြိုက်ချင်ထိုးပေါ့ဒီနေရာမှာကျွန်တော်တို့နှုတ်လိုက်မယ်ဆိုရင်အပေါ်မှာဆိုရင်เนาะဒီ85တို့เนาะ95တို့ 32နှစ်တို့ဒါတွေကကျွန်တော်နှုတ်ထိုးနှုတ်ပြီးထိုးလို့ရတယ်ပေါ့နော်အဲ့တော့ကျန်တာလေးတွေလည်းကိုကြိုက်ရှင်နည်းနည်းပေါ့နည်းနည်းပါပါလေးရန်လိုက်ပေါ့နော်မကြိုက်ဘူးဆိုလည်းလုံးဝမထိုးနဲ့ပေါ့ဗျာနော်ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးအဲ့ဒီမှာကျွန်တော်တို့ပြောမယ်ဆိုရင်အရှိလေးတို့ဘာလို့ကထိုးတင်လဲနော်ရှစ်လေးတို့ရှစ်နှစ်တို့တရားရှစ်လေးတို့ရှစ်နှစ်တို့ခုနတန်းနေမှာလေကျွန်တော်တို့ပါတယ်နော်ရှစ်လေးတို့ရှစ်နှစ်တို့အဲ့ဒါလေးလည်းနည်းနည်းပါးပါးထည့်ထိုးပေါ့ဗျာနော် ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ဒီလောက်ပါပဲအားလုံးเนาะစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကြာရွေးနေ့မှာအောင်ပွဲတွေလည်းရရပါစေလို့ဆုတောင်းပေးရင်ဒီဗီဒီယိုဖိုင်ကိုဒီမှာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ